Stay with me, we're moving. ဒီဘက်ဘက်ကျွန်တော်တို့စီရုပ်လာတဲ့သတင်းရဲမြစ်တွေကိုကြည့်လိုက်တော့လေအမ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အခြေတွေတွေ့နေရတယ်ဗျ။တစ်ဖက်မှာဆိုရင်မော်စကိုရဲ့နိုင်မရေးအတိုင်းဝင်းကိုတုံလို့သွားစီတဲ့လုံချောင်းမှုချိုးပတ်မှုတခုနောက်တစ်ဖက်မှာကျတော့တိုက်ကွေးမီပြင်းကလက်နက်ခဲယမ်းတွေနဲ့ပတ်သက်ပြီးအကြီးအကျယ်ပြဿနာတင်နေတဲ့ကိစ္စတွေပေါ့။ဆိုတော့ဒါဒီအားလုံးကိုဆက်ဆက်ကြည့် ဒီပရိပခတ်ကဘယ်ကိုဥတည်နေလဲဆိုတာကိုနည်း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 နဲ့ဆွေးနွေးကြည့်ကြအောင်နော်ဟုတ်ကဲ့ရှင်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေကတစ်ခုနဲ့တစ်ခုဆက်စပ်နေပုံမပေါ်ဘူးလို့ချင်ရပြီမဲ့တကယ်တော့ခြေတပင်ထဲမှာထိထားတယ်လို့ပဲလေထိပ်ပိုင်ကောင်းဆောင်တီရဲ့နိုင်ငံရေးကစားကွက်တီနော်ဘီမဟာမိတ် နိုင်ငံတွေကြားကလက်နက်အပီအီယူရဲ့နောက်ွယ်ကအမှန်တရားတွေပြီးတော့ရုရှားရဲ့ကြောက်စရာကောင်းတဲ့ဒုံးကျင်နိပညာအစစ်မြင့်တင်မှုတွေနဲ့ ဟိုရှစ်တန်းစစ်မျက်နှာတွေကသွေးထွက်တဲ့ယုံများတဲ့တိုက်ပွဲတွေအကြောင်းပေါ့ဒီချက်လက်ဒီအားလုံးကိုပေါင်းဆက်ပြီး2025နိုဝင်ဘာလလရဲ့စစ်ပွဲအခြေအနေကိုခြုံငုံသုံးသပ်ကြည့်ကြမှာပါကောင်းပြီဗျာဒါဆိုရင်အားလုံးရဲ့အာယုံကိုဖန်ဆားသွားတဲ့မော်စကိုကတည်တည်နဲ့စလိုက်ကြအောင်ရုရှားရဲ့အဓိကကြတဲ့ပုဂ္ဂိုလ်တယောက်ကိုလုံးချံဖို့ကြိုးစားတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးဆိုတဲ့တည်တည်ပေါ့ဟုတ်ကဲ့ ဒီလွတ်ကြောင့်မှုရဲ့ပြတ်မှတ်ကယူရှားလွန်ကြုံရဲ့ကောင်စီရဲ့အသွင်းရေးမှုကောက်ွယ်ရေးဝန်ကြီးဟောင်းဆော်ဂီရှိုဂူပါသူကဒီအထူးစစ်စင်ရေးလို့ခေါ်တဲ့ကျူးကျော်မှုကိုစတင်ခဲ့တဲ့အချိန်ကကောက်ွယ်ရေးဝန်ကြီးဆိုတော့လေပူတင်ရဲ့အသွင်းစီးတဲ့ကအဓိကလူတစ်ယောက်ပေါ့သူကိုပြတ်မှတ်ထားတယ်ဆိုတာကယူရှားအစိုးရရဲ့ဗဟုချက်ကိုတိုက်ရိုက်စိန်ခေါ်လိုက်တာနဲ့အတူတူပါပဲရှင်အခုတရင်ရန်ဖစ်တွေကတော့ဒါဟာယူကရိန်းအထူးကဖွဲ့တွေရဲ့လက်ချက်ထင်နိုင်တယ်လို့ညွှန်နေကြတယ် တမရဇလန်စကီနဲ့ထောက်လှမ်းရေးအခြေခဲ့ကီရာဘူဒနော့ဖ်တို့နိုဝင်ဘာ12ရက်နေ့ကတွေ့ဆုံခဲ့တာကိုတတ်တည်အဖြစ်ထောက်ပြနေကြတာပေါ့ဒါပေမဲ့အဲဒီလိုလောက်ရမျိုးကတော်တော်လေးအန္တရာယ်များတဲ့ကစားကွက်တစ်ခုမဟုတ်ဘူးလားယူရှာဘက်ကပြင်းပြင်းထန်ထန်ကလဲစားခြေလာနိုင်တာမျိုးပေါ့ဗျာဒီသားကွာရှင်ဒီလိုဖြစ်လာရင်ယူရှာရဲ့ပင်မိုက်ကဘယ်သူဖြစ်မလဲဆိုတာစဉ်းစားစရာပဲယူကရိန်းမှာရွှေကုန်းနဲ့ရာထူးအဆင့်အတန်းတူနေတဲ့သူကလက်ရှိအမျိုးသားစလုံးချုံရင်နဲ့ကာကွယ်ခေါင်စီအကြီးအကဲက Rustem Umarov ပဲလေ သူလည်းရွှေကူးလိုပဲကာဝေးဝင်ကြီးဟောင်းဖြစ်ခဲ့တယ်။ဆိုတော့သူဟာယူရှာရဲ့နံပါတ်၁ကလဲစားခြေပင်းမိုက်ဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဟွန်းဒီနေရာမှာပဲဇလန်ကပိုးပြီးရှုပ်ထွေးလာတယ်။ယူမရော့ဖ်တယောက်ယူကရိန်းကနေတူရဲကီအဲ့ဒီကနေတစစ်ကာတာနိုင်ငံကိုထွက်သွားပြီးပြန်မလာတော့ဘူးဆိုတဲ့သတင်းတွေထွက်နေတယ်ဗျာ။တချို့ကတော့ယူရှာရဲ့လက်စားခြေမှုကိုကြောက်လို့ထွက်ပြေးလာလို့ပြောကြတယ်။တချို့ကလည်း တူမအရင်ကနေကအချင်းပြက်ကစားမှုဆွဆွဲချက်တွေရှိနေတော့အခွင့်အရေးယူပြီးရှောင်ထွက်သွားတာလို့တုံ့တက်နေကြတယ်။ဘေဟာကအမန်တရားနဲ့ပုံနှိဆက်မဲ့ထင်လက်ခင်ဗျာ။ဖြစ်နိုင်ခြင်းနှစ်ခုလုံးမှာထကြုံဖွင့်ရှိနေပါတယ်ရှင်။ဒါပေမဲ့နောက်ထပ်စဉ်းစားစရာရှုထောင့်တစ်ခုကကာတာနိုင်ငံရဲ့အခန်းကဏ္ဍပဲ။ကာတာကယူရှားနဲ့ဆက်ဆံရေးအသက်အသက်ရှိနေတဲ့နိုင်ငံဖြစ်နေတော့လေ။ Umarov နဲ့နဲ့ကာတာကိုကြားခံထားပြီးယူရှားစရာနဲ့သူ့ရဲ့လုံခြုံရေးအတွက်အာမခံချက်တစ်ခုခုအဲ့လိုမျိုးတောင်းခံနေတာလည်းဖြစ်နေမှာပဲ။ ဒါကစစ်ပွဲရဲ့နောက်ွယ်မှာမျက်မြင်မရတဲ့တန်တမန်ရဲရကစားဟုတ်ဒီဘလောက်တော့ရှုပ်ထွေးနေလဲဆိုတာကိုပြနေတာပါပဲဟုတ်ကဲ့ဒီလိုထိတ်ပိုက်ခေါင်းဆောင်တွေရဲ့နိုင်ငံရေးကစားဟုတ်ဒီကရှုပ်ထွေးနေသလိုပဲတကယ်မြေပြင်ကစစ်သားတွေအတွက်အသက်သွေးကြောဖြစ်တဲ့လက်နက်ခဲယမ်းကိချမှာလဲပြဿနာအကြီးကျယ်ရှိနေတယ်လို့သတင်းရင်းမြစ်တွေကဖော်ပြလာခဲ့အထူးသဖြင့်မြောက်ကိုရီးယားကလာတဲ့လက်နက်တွေနဲ့ပတ်သက်ပြီးပေါ့ဟုတ်ပါတယ် အရွေအတွက်ခွေကြီးရင်တော့အထင်ကြီးရှာရှင်2023ကတည်းကမြောက်ကိုရီးယားကရုရှားကိုအမြောက်ကြီး6တသမ5တန်းလောက်ပို့ပေးခဲ့တယ်လို့ဆိုလဲဒါပေမဲ့ပြဿနာကအရေးအတွက်မဟုတ်ဘူးအရေးအသွေးဖြစ်နေတယ်ယူကရိန်းထောက်လန်ရေးရအချက်လက်တွေရအေဂျီတွေထောက်ဝဲလောက်900ရာခိုင်နှုန်းနီးပါးကအရေးအသွေးမမိတဲ့အဟောင်းကြီးတုံးမရတဲ့ဟာတွေဖြစ်နေတယ်တဲ့တစ်ချက်စဉ်းစားမိတာက မြောက်ကိုရီးယားကလက်နက်အဟောင်းတွေအကြီးအသေးမမီတာတွေပေးနေတာတောင်ရုရှားကဘာလို့လက်ခံနေရတာလဲဒါဟာရုရှားမှာတခြားရွေးချယ်စရာလုံးဝမရှိလို့ဆိုတဲ့သဘောလားဒါဟာရုရှားရဲ့အချက်တွေကိုညွန်ပြနေတာပဲရှင်သူတို့ရဲ့ပြည်ရင်းထုတ်လုပ်နိုင်စွမ်းကတနစ်ကိုအမြောက်ကြီးသုံးတန်းလောက်ပဲရှိတယ်ဒါပေမဲ့သူတို့ရဲ့စစ်နေပြည်လိုအပ်ချက်က9000လေးအများဆုံးပုံပုံရှိနေတော့အဲ့ဒီလိုတဲ့ကြီးအရေးအတွက်ကိုပြည့်မီဖို့မြောက်ကိုရီးယားရှိကလာတဲ့အရေးသွေးမမီတဲ့ကြီးတွေကိုတော့ယူပြီးပြန်လဲမွမ်းမံသုံးဆွဲနေရတဲ့အချိန်လေးပဲ ီလိုမွမ်းမံရတော့အချင်းကုန်တဲ့ငွေကုန်တာပေါ့ရှေ့တန်းကမြောက်တက်သားတွေအတွေ့တော့ဒါကစစ်တပ်ပိုင်းဆိုင်ရာအရာရောလက်တွေ့မှာပါအနေများတယ်ဒီကိုဖစ်လိုက်တဲ့ကြီးကပြင်မှတ်ကိုမရောက်ပဲကို့အမြောက်မှာပဲပောက်ကွဲသွားမလားဆိုရယ်ဆိုရင်းစိမ့်နဲ့ဖြစ်နေရတယ်လို့ပဲပေါ့ပြီးတော့အခုနောက်ပိုင်းအရေးအတွက်ပါကြလာတယ်ဆိုနံပါတ်25မှာတင်ပို့မှုကမနစ်ကထက်ထက်ဝက်လို့ကြာသွားပြီးတော့စက်တမလောက်မှာဆို လုံးဝနှိပါရက်သွားတယ်လို့ဆိုရယ်ဗျအဲ့ဒါကဘာကြောင့်ဖြစ်မလဲ အဓိကအကြောင်းရင်းနှစ်ခုလို့သုံးသပ်ရရရှင်ပထမတစ်ခုကရှင်းရှင်းလေးပဲမြောက်ကိုရီးယားမှာပေးစရာလက်နက်ခဲရန်လက်ကြံတွေကုန်လောက်ဖြစ်သွားတာရုရှားရဲ့သုံးဆွဲနှုန်းကအများများတော့သူတို့ရဲ့ stock တွေပြောင်းရတာပေါ့ဒုတိယအချက်ကပို့ပြီးစိတ်ဝင်စားဖို့ကောင်းလေမြောက်ကိုရီးယားကသူတို့ရဲ့ကိုပိုင်ဦးစားပေးစီမံကိန်းတွေဖြစ်တဲ့ Hwasong 20 ICBM လို့တိုက်ချင်းပစ်ပေထိန်တုံးကြီးစစ်တယ်ပြီးတော့ drone တွေထုတ်လုံရေးဘက်ကအရင်မိတီပို့သွင်းလာတယ် ပြောရင်ရုရှားကိုကူညီနေတာထက်ကိုယ့်ရဲ့ကာကွယ်ရေးစွဲရည်ကိုမြင့်တင်ဖို့ကသူတို့အတွက်ပိုအရေးကြီးလာတဲ့သဘောပဲ။ဩဒါဆိုရင်မြောက်ကိုရီးယားကဒီအပေးယူနဲ့ဘာပြန်ရသွားလဲလက်နက်အဟောင်းတွေပေးပြီးရောလဲ။သူတို့တဲ့အဓိကကြိုးမြက်ကတော့အစားအစာပဲရှင်အထူးသဖြင့်ဆန်ပေါ့သူတို့နိုင်ငံကနာရာရှစ်ဆာနာရခန့်ပြက်လက်မှုနဲ့ရင်ဆိုင်နေရလာဆိုတော့ရုရှားကိုလက်နက်ခံရအဟောင်းမင်းတွေပေးပြီးအသက်ဆက်ဖို့အတွက်အရေးကြီးတဲ့စားစရာကြီးပြန်ရနေတာဟာသူတို့တွေ့တော့တန်တဲ့အပေးယူတစ်ခုဖြစ်နေတော့ပါပဲအော် ဒါငါစိတ်ဝင်စားစရာပဲဒါဆိုရင်တစ်ဖက်မှာယူရှာကမြောက်ကိုရီးယားရဲ့လက်နက်အဟောင်းကြီးပေါ်မိခုံနေရတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့သူတို့ရဲ့အစ်စ်မြက်လက်နက်ဒီကိုပို့ပြီးကြောက်စရာကောင်းအောင်အစ်စ်မြင့်တင်နေတယ်ဆိုတဲ့တင်းတွေလည်းထွက်လာပြန်ရောဒီကိစ္စကတတိုးလေးကို wider spread ဖြစ်နေတယ်လို့ပဲအထူးသဖြင့် iskander ဒုံးကြီးစစ်နဲ့အကြောင်းပြောခြင်းပါတယ်ဗျာ ဒါကတကယ်ဝတ္တိထားရမယ့်အချက်ပဲရှင်။ Iskana M. Dongji ဆိုတာကအရင်ကတည်းကကြောက်စရာကောင်းတဲ့လက်နက်တစ်ခု။သူကအတန်တက်အများကြီးမြန်တဲ့အရှိန်နဲ့ပြန်တန်းနိုင်တယ်။သူ့ရဲ့ပြန်တန်းမှုလမ်းကြောင်းကဂျူဒင်ခမန်းလိုမရအောင်ကိုယ်ဝိုက်သွားပြီးတော့ပေးမကောမထီမီလေးမတောင်လမ်းကြောင်းပြောင်းပြီးရှောင်းတိန်နိုင်တဲ့။ဒါကြောင့် Patriot လို့ကပအကောင်းဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေတောင်သူ့ကိုကြားဖြတ်ဖို့တိတ်ကိုခက်ခဲမှာတယ်။ Wow ။ Dongji တစင်းကပြတ်မှတ်မထီခင်မှာလမ်းကြောင်းပြောင်းနိုင်တယ်ဆိုတာကတော့ ရုပ်ရှင်တဲကလို့ပဲနော်အခုဒီစနစ်ကို2023ခုနှစ်2025တွင်မှာထပ်ပြီးအစ်စ်မြင့်တင်ခဲ့ရဆိုတော့ဘလူးအချက်တွေပို့ကောင်းသွားတာလေအဓိကကတော့အချက်၃ချက်ပဲရှင်ပထမတစ်ခုကသူ့ရဲ့လမ်းညွှန်မှုစနစ်ကိုပို့ပြီးတိကျအောင်လုပ်လိုက်တယ်ဒုတိယအချက်ကအရေးကြီးဆုံးပဲ Ukraine ရဲ့ electronic စစ်စင်ရေးတွေကနေထုတ်လွှင့်တဲ့နောက်ဆက်တဲ့ line တွေလမ်းကြောင်းပြောင်းအောင်လုပ်တဲ့ signal လေးကို fault ထွက်နိုင်တဲ့နည်းပညာတွေထပ်ထည့်လိုက်တယ်။တတိယချက်ပါတော့ ဒုံးအင်ဂျင်ကိုအစစ်မြစ်ပြီးအရှိန်နဲ့အကွာအဝေးကိုပို့ကောင်းအောင်လုပ်လိုက်တာပဲဒီသုံးချက်ပေါင်းလိုက်တော့အစစ်မြင့်ထားတဲ့အစ္စကန်ဒါဟာအရင်ကထပ်ပို့တိကျတယ်ပို့မြန်တယ်ကြားဖြတ်ဖို့လည်းအစင်ပေါင်းများစွာပို့ခတ်သွားတယ်ဒီနည်းပညာစစ်မြင့်တင်မှုကတကယ်စစ်မြေပြင်မှာဘလိုမျိုးအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဗလားဒါကယူကရိန်းအတွက်အရန်ခတ်တဲ့ရွေးချယ်မှုတစ်ခုကိုဖြစ်စေမှာရှင် သူတို့ရဲ့ Photon Patreon လို့စနစ်တွေကိုမျိုးကြီးတွေကိုကာကွယ်ဖို့သုံးမလားဒါမှမဟုတ်ရှီတန်းကတက်တွေကိုအကာအကွယ်ပေးဖို့သုံးမလားဆိုရယ်မေးခွန်းပဲလေဘဲဘက်ကိုရွေးရွေးတစ်ဖက်ကအားနည်းသွားမှာမို့ရုရှားကဒီနီးပညာတာလွန်မှုကိုသုံးပြီးယူကရိန်းကိုမဟာဗျူဟအရာအကြက်အတွေးဖြစ်အောင်ဖန်တီးနေတာပါ ဒါကို NATO ကလည်းအလင်းနဲ့စောင့်ကြည့်နေပြီ။ American က Ukraine ကိုလေကြောင်းကာကွယ်ရေးစနစ်တွေအသေးအသံပိုပေပို့နေရတဲ့အကြောင်းရင်းတွေကတခုပါပဲ။ဟုတ်ကဲ့။ဒီလိုအစ်မမြင်တဲ့နီးပညာတွေနိုင်ငံရေးကစားကွက်တွေထောက်ပံ့ရေးပြဿနာတွေအားလုံးရဲ့အဆုံးသက်ရလက်ကထွက်ပေါ်လာတဲ့နေရာကတော့ရှစ်တန်းစစ်မျက်နှာတွေပဲပေါ့။ Procross မြို့ကအခြေအနေတော်တော်လေးဆိုးနေတယ်လို့ကြားတယ်ဗျ။ဟိုတဲကိုထိုးဖောက်ဝင်ရောက်နိုင်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတာ။ Procross ရဲ့အရေးပါပုံက သူက Donbas data ကတိုက်ပွဲမင်းနာစာအများပြားကိုဆက်သွယ်ပေးထားတဲ့အဓိကလမ်းမကြီးတွေမီရထာလန်ဒီစုံမှတ်ထင်နေလို့ပဲဒီမျိုးသာကြာသွားရင်ယူကရိန်းရဲ့ထောက်ပံ့ရေးကွင်းရဲ့တစ်ခုလုံးပြိုကွဲသွားနိုင်တယ်လေဒါကြောင့်ယူကရိန်းက Lancet drone တွေလေယာဉ်ပေါ်နေပစ်ချရတဲ့အကြီးစား FAB လက်ညွန်ဘုံတွေသုံးပြီးအပြင်းထန်တိုက်ခိုက်နေတာ Zaporizhia data ပဲနာရောအဲ့မှာအချင်းနေရဘလို့ရှိလဲ Zaporizhia မှာတော့ရုရှားကတိုးရင်နီးဗျူဟာကိုပြောင်းထားတာတွေ့ရတယ် အရင်လိုတင်ကားတက်ကြီးတွေနဲ့အလုံးရင်းလိုက်ထိုးစစ်စင်တာမျိုးမဟုတ်တော့ပဲတဖြည်းဖြည်းစိတ်ဝင်တိုက်ခိုက်တဲ့နီးဗျူဟာကိုတုံးနေခူလီယိုပိုမျိုးပဲကိုတက်ဖွဲ့ငင်းလေးလေးနဲ့တိတ်တဆိတ်စိတ်ဝင်ပြီးအဲ့ဒီကထောက်ပံ့ရေးလမ်းကြောင်းတစ်ခုကိုဖြတ်တောက်ထားလိုက်ပြီးဒါကကောက်ွေရပိုခက်ပြီးယူကရိန်းတပ်တွေအတွက်တော်တော်လေးခုံခဲ့စရာဖြစ်နေရဲ့စီဗာစပက်မှာလည်းတိုက်ပွဲတွေကတော်တော်ပြင်းထန်နေကြတယ်အခြေအနေဘယ်လိုရှိလဲပြော စီဗတ်စ်မှာတော့ရုရှားကမြို့ရတောင်ပိုင်းကနေထိုးပေါက်ပြီးလို့မြို့ကိုနှစ်ပိုင်းပိုင်းထားတဲ့မြေထားလမ်းရဲ့တစ်ဖက်တစ်ချက်စီမှာနေရာယူလိုက်နိုင်ပြီးသူရဲ့ရည်ရွယ်ချက်ကမြို့ထဲမှာရှိတဲ့ယူကရိန်းတပ်တွေကိုဝိုင်းပတ်ပိတ်ဆို့ပြီးလက်နက်ချခိုင်းဖို့ဒါမှမဟုတ်ချေမုံဖို့ပဲအခုအခြေအနေအရတော့ယူကရိန်းတပ်တွေအတွက်အခြေအနေကတော်တော်လေးစိုးရိမ်စရာကောင်းနေပါတယ်ရှင်ဒါပေမဲ့ဒါကတစ်ဖက်သက်အခြေအနေတော့မဟုတ်လောက်ဘူးထင်တယ်ယူကရိန်းဘက်ကအောင်မြင်မှုတွေလည်းရှိမှာပေါ့နော်တရားပေါ့ရှိပါတယ်ရှင် ရုရှားကနေရာများပြားမှာထိုးစစ်ဆင်နေပေမဲ့ယူကရိန်းရဲ့ခံစစ်ကလည်းအလွန်မကြောတုံးပဲဥပမာ Novopavlyuk ကချင်းဝါမှာယူကရိန်းရဲ့ထိုးစစ်တစ်ခုကိုယူကရိန်းကလုံးဝခြေမုံပြီးတွန်းလှန်နိုင်မယ်တဲ့ယူရှားစစ်သားတော်တော်များများကိုအရှင်ဖမ်းမိပြီးသူတို့ရဲ့ BMP-1 တိုက်ခိုက်ရေးယင်တစီကိုတောင်တင်းလိုက်နိုင်သေးတယ်။အော်ဒီတော့တပတ်သက်ကြီးအတာကြီးရနေတာမျိုးတော့မဟုတ်ဘူးပေါ့။လုံးဝမဟုတ်ပါဘူး။ကိုပြန့်မြို့နားမှာလည်း ယူရှားရဲ့ယင်တန်းတစ်ခုလုံးကိုယူကရိန်းကအောင်အောင်မြင်းမြန်ချေမိုးနိုင်ပြတဲ့တံပြန်တိုက်ခိုက်စစ်တစ်ခုရှိခဲ့တယ်။ဒါကဘာကိုပြနေလဲဆိုတော့ယူရှားကနယ်မြေအနည်းငယ်ကိုထပြေးပြေးချင်းရယူနိုင်နေပေမဲ့အဲ့ဒီအတွက်အလွန်ကြီးမားတဲ့အဆုံအရှုံတွေပစ်ဆက်နေရတယ်။ယူကရိန်းကလည်းအခွင့်အရေးရတာနဲ့ချက်ချင်းတံပြန်တိုက်ခိုက်ပြီးရန်သူကိုအထိနာအောင်လုပ်နိုင်စွမ်းရှိနေတော့မယ်ဆိုတာကိုပြနေတာပါပဲ။ကောင်းပါပြီ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင်ဒီစစ်ပွဲရဲ့ပုံရိပ်ကတော်တော်လေးကိုရှုပ်ထွေပြီး ဖပောင်းဆောင်ပါဝင်နေတယ်လို့တွေ့ရတယ်။ထိပ်ပိုင်းကနိုင်နေကြီးလိုချမ်းမှုအချိုးပန်းချက်တွေမဟာမိတ်တီစီကရတဲ့လက်နက်တွေရဲ့ရည်တွေးပြဿနာတွေတစ်ဖက်မှာလည်းကိုယ့်ရဲ့ဤပညာကိုအပြိုင်ဆိုင်အဆင့်မြင့်တင်နေတာတွေနောက်ဆုံးတော့မြေပြင်ပေါ်ကလူအပ်တဲ့တွေနဲ့ယင်ပြီးတလက်မချင်းလူနေရတဲ့တိုက်ပွဲတွေ အားလုံးကဆက်ဆက်နေတယ်ဗျာဟုတ်ပါတယ်ဒီအချက်လက်အစအနအရိုဆက်ဆက်ကြည့်လိုက်ရင် ပုံကြီးတပုံထွက်လာတယ်ရှင်ရှိုးကုကိုလုံချမ်းမှုစူးစမ်းတာကဒီစစ်ပွဲဟာပုံကိုရဲ့ရနိုင်ငံရဲ့ရပါဘယ်လောက်တောင် ပြင်းထန်နေပြီလဲဆိုတာပြတယ်မြောက်ကိုရီးယားလက်နက်ခဲယံပြဿနာကရူရှားရဲ့စစ်မှုလုံခြုံပိုင်ဆိုင်ရာအာဏာချက်နဲ့အကြက်အတဲကိုဖော်ပြနေတယ် ဒါပေမဲ့ Iskander Assimin တင်မှုကကြတော့သူတို့ရဲ့နိမယာပိုင်းဆိုင်ရာစွမ်းရည်ကရှော့တော့လို့မရဘူးဆိုတာကိုတတ်သိပြနေပြန်ရောမြေပြင်တိုက်ပွဲတွေကတော့ရုရှားရဲ့နေကွေးပဲမဲ့တဖြည်းဖြည်းချင်းအင်အားချင်းနဲ့အော်လို့ကနီးပြူဟာနဲ့ယူကရိန်းရဲ့မာဂျိုရဲ့ခန္ဓာရေးကိုကြားကအားပြိုင်မှုကိုရှင်းရှင်းလင်းလင်းမြင်သာစီပါတယ်ဒီတော့ကျွန်တော်တို့ရဲ့နားထောင်သူတွေအတွက်စဉ်းစားစရာတစ်ခုခြံထားခင်ရမယ်ဆိုရင်ဘာဖြစ်မလဲဗျာအခုရရှိထားတဲ့အချက်လက်တွေအားလုံးကိုခြုံငုံသုံးသပ်ပြီးစဉ်းစားစရာမေးခွန်းထုတ်မေးကြပါရစေရုရှားဟာ သူ့ရဲ့မဟာဗျူဟာကိုအစိုးပိုင်းကလို Bliss Creek လက်တပြတ်ထိုးစစ်ကနေတဖြည်းဖြည်းနဲ့အင်အားချိနေရအောင်တိုက်ဆော့ပွဲရှေ Wall of Attrition ပုံစံကိုပြောင်းလဲလိုက်တာတွေ့ရတယ်။သူတို့ကကိုယ့်ရဲ့အစ်မရဲ့နိဗ္ဗညာ Scandal လိုမျိုးကိုတုံးထလို့မဟာမစ်စီကအရေးအသွင်းနှိမ့်တဲ့လက်နက်ခဲရန်တွေကိုလည်းပေါင်းစပ်အသုံးပြုပြီးရေရှည်တိုက်ထုတ်ပြင်ဆင်နေတယ်။ဒီတော့မေဟွန်းက Ukraine ရဲ့နိဗ္ဗူဟာပိုင်းဆိုင်ရာအောင်မြင်မှုတွေနဲ့အနောက်အုပ်စုရဲ့အစ်မရဲ့လက်နက်အထောက်အပံ့တွေဟာ ရုရှားရဲ့နေကွေးပင်မဲ့စနစ်တကျနဲ့ပပောင်းဆောင်ကဖျားပေးနေတဲ့စစ်ပွဲရှင်မဟာဗျူဟာကိုရေရှင်မိုက်တကယ်ပင်ရှင်နိုင်မှာမလားဆိုတာပါပဲ။ဒါဟာလာမယ့်လတွေမှာဒီစစ်ပွဲအဖြစ်ကိုဆုံးဖြတ်ပေးမယ့်အဓိကအချက်ဖြစ်လာနိုင်မှာပါပဲ။တပည့်အစီအစဉ်ကနေကြိုးဆိုပါတယ်ရှင်။ဒီနေ့ကျမတို့ဆွေးနွေးတုံ့တက်သွားမယ့်အကြောင်းအရာကတော့တော်တော်လေးရှုပ်ထွေးပြီးတော့အမြင်ဒီလဲအမျိုးမျိုးကွဲပြားနေတဲ့ကိစ္စတစ်ခုပါ။အဲ့ဒါကတော့ယူကရိန်းစစ်ပွဲမှာရုရှားရဲ့စစ်ရေးဆွမ်းဆောင်ရည်နဲ့မဟာဗျူဟာက အမှန်တကယ်ဘယ်လိုအခြေအနေမှာရှိနေတယ်လဲဆိုတာပါပဲဟုတ်ပါတယ်ခင်ဗျာဒီနေ့ရဲ့အထက်ကမေကွန်ကိုပို့ပြီးရှင်းရှင်းလင်းလင်းပြောရရင်ပါနာရုရှားရဲ့စစ်ရေးမဟာဗျူဟာဟာနီးပညာပိုင်းမှာလိုက်လျောမြည်ထွေးတိုးတက်ပြောင်းရဲလာပြီးစစ်နေတကြရှစ်ကိုတက်နေတာလားဒါမှမဟုတ်အပေါ်ရာအောင်မြင်မှုရဲ့နောက်ွယ်မှာသူ့ရဲ့အရင်ခတ်အားနဲ့ချက်တွေကိုဖော်ပြနေတဲ့ဟိုမရေရာတဲ့အာဆန်တိုက်ခွဲတစ်ခုပဲလားဆိုတာကိုကျွန်တော်တို့အမြင်ချင်းဖော်လေ့ကြည့်ကြပါပါကျမဘက်ကတော့လေရုရှားရဲ့မဟာဗျူဟာ အရင်ကလို့အလျင်စလို့မဟုတ်တော့ပဲပိုပြီးစနစ်ကျလာတယ်။တွက်ချက်မှုတွေနဲ့ပြည်နေပြီးအထူးသဖြင့်နီးပညာပိုင်းဆိုင်ရာအောင်မြင်မှုတွေနဲ့သူတို့ရဲ့ရည်မှန်းချက်တွေကိုတဖြည်းဖြည်းချင်းအကောင့်ထဲပေါ်နေတယ်ဆိုတဲ့ရှုထောင့်နဲ့တင်ပြသွားချင်ပါတယ်ရှင့်။ကျွန်တော်ကတော့ဒီအမင်ကိုနည်းနည်းလေးသတိထားပြီးချင့်ကပ်ချင်တယ်ခင်ဗျာ။ယူရှာရဲ့ပိုရန်အောင်မြင်မှုတွေဆိုတာက တကယ်တော့သူ့ရဲ့မရေရာတဲ့ထောက်ပံ့ပို့ဆောင်ရေးအခြေအနေနဲ့နှဆိုင်တဲ့စက်မှုလုပ်ငန်းဆိုင်ရာအားအနေချက်တွေကိုဖုံးကွယ်ထားတဲ့ မျက်နာဖုံးတစ်ခုပဲဖြစ်တယ်ဆိုတဲ့ရှုထောင့်ကနေဆွေးနွေးတော့မှာဖြစ်ပါတယ်။ကောင်းပါပြီ။ဒါဆိုကျမရဲ့ရည်တည်ချက်ကိုအရင်စပြီးရှင်းပြပါစေ။ယူရှားရဲ့စီရင်မှာပြောဟာအခုအချိန်မှာအလွန်စနစ်တကျဆစ်ရှိရှင်နဲ့နိဗ္ဗညာကိုအာပြုချင့်ကနေတာကိုတွေ့နိုင်ပါရဲ့ရှင်။သူတို့ရဲ့ချင့်ကပုံကရေရှိမှာအင်အားချင်းနေရောက်တဲ့ attrition strategy ပါ။ဆိုလိုတာကရန်သူတစ်ချက်ချင်းနဲ့အပြတ်တက်အနံ့ယူဖို့စူးစမ်းတာမဟုတ်ပဲတိုက်ပွဲကိုအချင်းဆွဲပြီးတော့ ရန်သူရဲ့လူအင်အားလက်နက်အင်အားနဲ့စိတ်တက်ကိုတဖြည်းဖြည်းချင်းတိုက်စားကွာစီတဲ့နီးမျိုးဟာမျိုးပေါ့ Pokrovsk နဲ့ Siversk လိုအထက်နေရာတွေမှာနှီးခွေးပေမဲ့တည်ငြိမ်တဲ့တိုတက်မှုတွေရနေတာကိုကြည့်ပါဒါအပြင်အစင်မင့်တင်ထားတဲ့ Iskander ဒုံးကြီးတွေ FAB glide bomb တွေလိုလက်နက်တွေနဲ့ယူကရိန်းရဲ့ကာကွယ်ရေးကိုတဖြည်းဖြည်းချင်းချိန်နေအောင်စနစ်တကျလှုပ်ဆောင်နေတာဟာ သူတို့ရဲ့မဟာပြောပြောင်းလဲတိုးတက်လာမှုရဲ့တက်သေးပါပဲရှင်။อืมကျွန်တော်ကတော့ဒီလိုမမြင်ဘူးခင်ဗျာ။ရုရှားရဲ့အောင်မြင်မှုလို့မြင်နေရတာတွေဟာတကယ်တော့ကြီးမားတဲ့ပေးဆက်မှုတွေနဲ့ရင်းနှီးထားပြီးတော့နှဆိုင်တဲ့စီးရဲနဲ့ထောက်ပံ့ရေးဆိုင်ရာအားနည်းချက်တွေကိုဖုံးကွယ်ထားတာပါ။အဓိကအချက်ကရုရှားဟာသူ့ရဲ့မဟာမိတ်လက်တဆုပ်စာတွေကတနိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားစီကအရေးသွင်းနေတဲ့လက်နက်ခဲယမ်းတွေကိုအကြီးကျယ်မိခွန်နေရတယ်ဆိုတဲ့အချက်ပါပဲ။ဒါဟာထောက်ပံ့ရေးပြည်ထနာတစ်ခုထက်ပိုပါတယ်။ ဒါကစီရင်အားကြီးနိုင်ငံတနိုင်ငံဖြစ်ကြွေးကြော်နေတဲ့ရုရှားရဲ့စစ်မှုနဲ့ကာကွယ်ဆိုင်ရာအရင်းမြစ်တွေဘလောက်တောင်ကုန်ခန်းနေပြီလဲဆိုတဲ့အချက်ကိုပွင်ပွင်လင်းလင်းဝန်ခံလိုက်တာနဲ့တူတူပါပဲကိုစစ်တပ်အတွက်အခြေခံအကျုံးဖြစ်တဲ့အမြောက်ကြီးကိုတော့ကိုယ်တိုင်အလုံးလောက်မထုတ်လုံနိုင်တော့ဘူးဆိုတဲ့အတိတ်ပဲတက်ရောက်နေတယ်လေနောက်ဘပိုင်ဗလီကလိုနေတာတွေမှာသူတို့ရဲ့ထိုးစစ်တွေအပြင်းထန်ကြာရှုံးခဲ့တာကလည်းသူတို့ရဲ့အားနည်းချက်တွေကိုမိမောင်းထိုးပြနေပါတယ်။ကြောင်းမစင်းနေခင်မှာလေနိပညာပိုင်းကိုအရင်ကြည့်ကြအောင်ရုရှားရဲ့ Iskander M ဒုံးကျည်အရှင်းမြင့်တင်မှုတွေဟာတော်တော်လေးအရေးပါပါရှင်ဒီဒုံးကျည်တွေရဲ့ quasi ballistic ပြန်တက်မှုပုံစံဆိုတာအာရိုးရိုးရှင်းရှင်းပြောရင်ဒုံးကျည်ဟာလေထဲမှာလမ်းကြောင်းကိုကြိုတင်ခတ်မှန်းလို့မရအောင်ပြောင်းလဲပြန်တက်နိုင်တာကိုဆိုလိုတာပါဒါကြောင့် Ukraine ရဲ့အကောင်းဆုံးဆိုတဲ့ Patriot လေးကြောင်းကာကွယ်စနစ်တွေဒါသူ့အခြေအားခတ်ပြီးကြက်ဖြတ်ဖို့အတော်လေးရုန်းကန်နေရဖြစ်ပါတယ် ဒါဟာရုရှားရဲ့စီးရဲမာဝီယာဟာ2020နှစ်ကလို့အလင်းစလို့ထိုးစစ်စင်တာနဲ့အနောက်နိုင်ငံတွေနဲ့နိပညာမဲ့လက်နက်တွေကိုတံပြန်နိုင်မဲ့တိကျတဲ့ဖြည့်ရှင်းနေတွေကိုအာယုံဆိုင်လာတဲ့အထိပြောင်းလဲတိုးတက်လာတဲ့ဆိုတာကိုပြနေတာပါ။ဒါပြင် Lancet drone နဲ့ FAB ဘုံးတွေလိုတိကျတဲ့လက်နက်တွေကို Pokros မှာထိထိရောက်ရောက်အသုံးပြုပြီး Ukraine ရဲ့တန်ချက်ကာရင်တွေနဲ့ခန့်စစ်နေရာတွေကိုဖျက်ဆီးနေတာသူတို့ရဲ့နိပညာအသာစီးရမှုကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်ရှင်။ဟုတ်တယ်။ အစ္စကန်ဒါကအန်ဒရယ်ရှိတဲ့လက်နက်ဆိုတာတန်တရားဖြစ်စေရမရှိပါဘူးအဲ့ဒီအချက်ကိုကျွန်တော်မငင်းပါဘူးဒါပေမဲ့စစ်ပွဲတစ်ခုကိုဒီလိုမျိုးထိတ်တန်းဒုံးကျည်တဲ့ချီနဲ့အနိုင်တိုက်လို့မရဘူးလေနေ့စဉ်နဲ့မြအမြင်ပြင်တိုက်ပွဲတွေအတွက်အဓိကကြတဲ့စစ်မြေပြင်ရဲ့ဘရင်လို့ခေါ်တဲ့အမြောက်တပ်တွေရဲ့အခြေအနေကိုကြည့်လိုက်ရင်ရုရှားရဲ့ပုံရိပ်အစစ်အမှန်ကိုတွေ့ရပါလိမ့်မယ်သူတို့ရဲ့အမြောက်တပ်တွေဟာမြောက်ကိုရီးယားကပေးပို့တဲ့အရေးသွေးနဲ့လက်နက်ခင်းရဲတဲ့အပေါ်အလွန်အမဲမြစ်ခေါ်နေရတာကိုထည့်သွင်းစဉ်းစားရမယ် ယူကရိန်းထောက်လန်းရေးအဆိုအရမြောက်ကိုရီးယားကပေးပို့တဲ့လက်နက်ခင်းရည်ရဲ့ထက်ဝက်နေပါဆိုတော့90ရာခိုင်နှုန်းလောက်ဟာချုပ်ရင်းနေမင်းတူမရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီလိုယူရှားကအဲ့ဒီချီတွေကိုသူတို့စိတ်ယုံတွေမှာပြန်လည်ပြင်ဆင်နေရတယ်။ဒါဟာရှီတန်းကိုလက်နက်တီတိုက်ရဲပို့နိုင်မယ့်အစားအခြေအနေအရင်းမြစ်တွေကိုအလားစားကုန်ကျစေပြီးကိုယ့်ရဲ့အမြောက်တပ်ပါတွေကိုတောင်အနေရဖြစ်စေနိုင်တယ်။ဒါကတကယ်နီးပညာအရာချင်းနိုင်ငံအနေနဲ့နိုင်ငံရဲ့လက္ခဏာလို့ပို့လို့ရမလားခင်ဗျာ။အဲ့ဒီအချက်မှစဉ်းစားစရာတော့ရှိပါတယ်ရှင်။ ဒါပေမဲ့ကျမမိနာကတော့ထောက်ပံ့ရေးမှာအခက်အခဲတချို့ရှိနိုင်ပေမဲ့ရှေးရန်ကစစ်စင်ရေးပိုင်းဆိုင်ရာ အောင်မြင်မှုတွေကိုရှော့မတွက်တင်ဘူး Pokrovsk, Siversk နဲ့ Kharkiv ဒေသတွေမှာရုရှားတပ်တွေရဲ့တဖြည်းဖြည်းနဲ့စနစ်တကျတိုးတက်မှုတွေကိုကြည့်ပါသူကနေရာတခုကိုအရင်ဆိုလိုတိုင်းဖို့မကြိုးစားဘူးယူကရိန်းရဲ့ကာကွယ်ရေးလိုင်းတွေကိုစိတ်ရှည်ရှည်နဲ့တဖြည်းဖြည်းချင်းချိုးဖြတ်နေတာ မြင့်ငရာလိုအရေးပါတဲ့ထောက်ပံ့ရေးအချက်အခြာကြတဲ့မြို့ကိုဝိုင်းရံပိတ်ဆို့နိုင်မဲ့အခြေအနေဖန်တီးနိုင်ခဲ့တာသူတို့ရဲ့မဟာဗျူဟာမြောက်ထိရောက်မှုကိုပြပါတယ် CVS မှာဆိုရင်လည်းမြို့တောင်ပိုင်းကိုတိုင်းပိုင်ပြီးမြေရတလိုင်းရဲ့ဘယ်ညာနှစ်ဖက်စလုံးမှနေရာယူနိုင်ခဲ့တာကမြို့ကိုနှစ်ဖိုင်းပိုင်းပြီးတိုက်ခိုက်မဲ့နောက်ဆုံးအဆင့်အတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုပါဒါမက်ဆီဆိုမိတ်တိုင်းနေတာမဟုတ်ပဲတွက်ချက်ပြီးသားခြေလှမ်းနေပါရှင်ခမပြောတဲ့ရှေးတန်းတိုးတက်မှုတွေကအပေါ်ယံကြည့်ရင်ဟုတ်တယ်လို့ရှိပေမဲ့အရင်နောက်ခွဲမှာ ပေးဆက်လိုက်ရတဲ့အရင်းကြီးကိုလည်းထည့်စဉ်းစားရမှာပေါ့ Novo Public ကမှဖြစ်ခဲ့တဲ့ကိစ္စကိုပဲကြည့်လေရုရှားရဲ့ထိုးစစ်ကမြူရဲဖုံးလန်းနေတဲ့ရာစုတူကိုအခွင့်ကောင်းယူဖို့စ조사ခဲ့ပေမဲ့လုံးဝမအောင်မြင်နေဘူးသူတို့ရဲ့တက်ဖွဲ့ဝင်တွေလက်နက်ချဲခဲ့ရပြီးသူတို့ရဲ့တန်ချက်ကရင်တချို့ကိုယူကရိန်းကသိမ်းဆီးနိုင်ခဲ့လေရုရှားတုံးနေတဲ့ infiltration tactic ဆိုတာအလွယ်ပြောရရင်ခံစစ်သွင်းတွေကိုတဲတဲမတိုးပဲအဖွဲ့ငယ်လေးတွေနဲ့ကြားထဲကနေစိတ်ဝင်ထိုးဖောက်တဲ့နေဝရပါ့ ဒါကအောင်မြင်တဲ့အခါရှိပေမဲ့အလွန်အနည်းများပြီးမကြကနာဆိုသလိုဆုံးရှုံးမှုများစွာနဲ့ဆုံးသက်တတ်တယ်။ခုပြင်းစမှာယူကရိန်းနဲ့အောင်မြင်တဲ့တိုင်ပင်တိုက်ခိုက်မှုတွေကလည်းရုရှားရဲ့ရှေ့တန်းဟာအားနည်းချက်တည်းရှိနေစေဆိုတာကိုပြနေတာပဲ။ဒီတော့ခမပြောရဲ့စနစ်ကျတဲ့တိုးတက်မှုဆိုတာနေရာတိုင်းလားတတမတိမဟုတ်ဘူးဆိုတာရှင်းနေပါတယ်ခင်ဗျာ။အဲ့ဒီအချက်ကတော့ကျွန်မသဘောမတူနိုင်ပြီးမရှိ။စစ်ပွဲမှာအရှုံးအနိုင်ဆိုတာနေရာတိုင်းမှာရှိမှာပဲလေ။ဒါပေမဲ့ခြုံနှုံကြည့်ရင်ရုရှားဟာ ဒီစစ်ပွဲကိုရေရှည်ဆွဲဆင်နွှဲနိုင်မှုပြင်ဆင်ထားတာတွေ့ရလဲသူတို့ကရှီရန်တိုက်ပွဲတင်မဟုတ်ပဲယူကရိန်းရဲ့စစ်ဆင်နွှဲနိုင်စွမ်းကိုအလုံးစုံထိခိုက်အောင်လှုပ်ဆောင်နေတဲ့မဟာဗျူဟာကိုတုံးနေတယ်ဥပမာပိုခရော့ဖ်အနီးက M30 လက်မကြီးပေါ်ကထောက်ပံ့ရေးအတအရေးပါတဲ့တရားကို FAB ဘုံနဲ့တိတိကျကျဖျက်ဆီးခဲ့တာဟာယူကရိန်းရဲ့ထောက်ပံ့ရေးကိုကြီးမားတဲ့အခက်အခဲဖြစ်စေတယ်ဒါပြင် ိုရဆာဒေတာကထံငွေအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ခဲ့တာတွေကယူကရိန်းရဲ့စစ်ရေးတင်မကပဲစီဝါရေးကိုပါရည်ရှိမှအားနယ်အောင်လှုပ်ဆောင်နေတာပါဒါကယူကရိန်းတစ်ခုလုံးကိုဖိအပ်နေတဲ့ပတ်ပုံးစုံကမဟာဗျူဟာတစ်ခုပါရှင်အဲ့ဒီရေရှည်စွမ်းဆောင်လိုင်းမှုဆိုတဲ့အချက်ကပဲယူရှာအတွက်အကြီးမားဆုံးမေးခွန်းထုတ်စရာဖြစ်နေတာပါခင်ဗျာမြောက်ကိုရီးယားကနေလက်နက်ခဲယမ်းတင်ပို့မှုဟာ2024ခုနှစ်အစောပိုင်းနဲ့နှိုင်းယှဉ်ရင်း 50ရာခိုင်နှုန်းအထိတိတိတသာကျဆင်းလာနေတယ်လို့သတင်းတွေထွက်နေတယ်။ဒါကဘာကိုပြသလဲ။မြောက်ကိုရီးယားရဲ့လက်ကျန်ပမာဏခုန်ခန့်လာတာလား။ဒါမှမဟုတ်သူတို့ရဲ့စိတ်ဝင်တွေကလိုအပ်တဲ့လောက်မထုတ်လုပ်နိုင်တော့တာလား။အကျုံးရင်းကဘာပဲဖြစ်ဖြစ်ယိုရှာရဲ့အမြောက်တက်တွေရောတွက်တော့သတင်းဆိုးပဲ။တချင်ထဲမှာပဲယိုရှာကိုရဲကလည်းသူ့ရဲ့စိတ်လက်နဲ့စိတ်ဝင်တွေမှာအလောင်းလောက်ဖူအချင်းတန်း250နဲ့မြောက်ကိုရီးယားအလုပ်သမားတမန်နှချောင်းခန့်ကိုအတုံးပြနေရတဲ့ဆိုတဲ့သတင်းတွေကကျွမ်းကျင်လှုပ်သားရှားပါမှုကိုညွန်ပြနေတယ်။ ကိုယ်နိုင်ငံရဲ့စီးရလိုအပ်ချက်ကိုဖြည့်ဆည်းဖို့နိုင်ငံခြားကကြွမ်းကျင်မှုမရှိတဲ့အလုံသမားတွေနဲ့အချင်းသားတွေကိုအားကိုးနေရတာဟာရေရှဲမှာယက်တည်နိုင်မယ့်မဟာပညာလို့ဘယ်လိုပြောနိုင်မလဲခင်ဗျာရှိနေတာမှန်ပါတယ်ရှင်ဒါမဲ့တစ်ဖက်မှာလည်းသူတို့ရဲ့ဤပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုတော့အတိအမှတ်ပြုရမှာပါအစ္စကနာဒုံးကြီးတွေကိုအဆက်မင်းတင်ယုံပတ်တော့မကပဲမီတာ90အထိရှည်လျားတဲ့ fiber optic ကြိုးတွေသုံးပြီးထိန်းချုပ်နိုင်တဲ့ drone တွေကိုလည်းထိထွင်အသုံးပြုလာပါတယ်ဒါက သူတို့ရဲ့ drone တွေကို Ukraine ရဲ့ German signal တွေနဲ့ကာကွယ်ပြီးပြန်တပ်နိုင်တဲ့အခွာအဝေးကိုတိတိသာသာတုံ့ပြန်ပေးတယ်။ဒီလိုတိထွေစာနှစ်မှုတွေကစစ်မြေပြင်မှာလက်တွေ့လိုအပ်ချက်ယာနီးပညာကိုအဆက်မပြတ်စံသစ်နေတဲ့ဆိုတဲ့တက်တဲ့ပါပဲ။ထောက်ပံ့ရေးကွင်းဆက်ကိုနိုင်ငံခြားကအကူအညီနဲ့ဖြည့်တင်တာကရေတော့ဖြည့်ရှင်နည်းဖြစ်နိုင်ပေမဲ့သူတို့ရဲ့ကိုပိုင်နီးပညာဖွံ့ဖြိုးတိုးတက်မှုကတော့ရေရှည်မှအရေးပါတဲ့အားသာချက်ဖြစ်နေမှာပါရှင်။ကျွန်တော်ကတော့ဒါကိုမတူညီတဲ့ချူတောင်းငံနေမြင့်တယ်။ သူတို့ရဲ့နီးပညာတချို့တိုးတက်တာမှန်ပေမဲ့အခြေခံအကျိုးဆုံးချစ်တဲ့အမြောက်ကြီးလိုမျိုးအရာတွေအတွက်နိုင်ငံเจ้าကိုမိခေါ်နေရကသူတို့ရဲ့အရင်းခံအားနည်းချက်ကိုဖော်ပြနေတာပါအရေးသွင်းမိနီးပညာနဲ့အရေးသွင်းနှိမ်ထောက်ပံ့ရေးကြကကွာချက်ကကြီးမားလုံးပါတယ်ဒါဆိုခင်ဗျားကိုကျွန်တော်မင်းဟုံးတစ်ခုမေးချင်တယ်ယူရှားကနီးပညာအထစ်တွေတီထွန်းနိုင်စွမ်းရှိတယ်ဆိုရင်တော့အခြေခံကြတဲ့လက်နက်ခရမ်းထုတ်လုပ်ရေးမှာဘာကြောင့်ဒီလောက်ထိအားနည်းနေရတာလဲဒီကွာချက်ကြီးကို သူတို့ဘလို့ကြော်လွားမယ်လို့ထင်ပါတယ်လေယူရှားဟာဒီနေ့ကိုအမြောက်ကြီးတုံးတန်းလောက်ပဲထိုးလုံးနိုင်ပြီးသူရဲ့ဖြစ်မှတ်က9.5တန်းဖြစ်နေတဲ့အတွက်မြောက်ကိုရီးယားကိုအားကိုးနေရတာပါ အခုမြောက်ကိုရီးယားကြီးကထောက်ပံ့မှုကျဆင်းလာတဲ့အခါမှာဒီကွာချက်ကိုဘလို့ဖြစ်မလဲဆိုတာက သူရဲ့ရေရွှေစစ်စင်ရေးအတွက်အချီးမဆုံးစင်ခေါ်မှုဖြစ်လာပါလိမ့်မယ်။ခေါ်မှုတွေရှိနေပေမဲ့သူ့ရဲ့မဟာဗျူဟာမြောက်ရီမန်းချက်တွေကိုနိပညာနဲ့စစ်စင်ရေးပိုင်းဆိုင်ရာစနစ်တကျချင်းကပ်မှုတွေနဲ့တဖြည်းဖြည်းချင်းအကောင့်အထည်ဖော်နေတယ်ဆိုတာကိုပဲကျွန်မထပ်လောင်းအတည်ပြုလိုပါတယ်ရှင်။သူတို့ရဲ့ခြေလှမ်းတွေကနေခွေးနေတယ်။ဒါပေမဲ့တင်ညင်နေရှစ်ချမ်းမှာတော့ယူကရိန်းရဲ့နောက်တန်းထောက်ပံ့ရေးနဲ့စစ်ပွားရေးမှာပါဖြစ်အားကိုဆက်တိုက်ပေးနေနိုင်စေပါပဲ။ကျွန်တော်ကတော့ရုရှားရဲ့ရှေ့တန်းတိုးတက်မှုတွေဟာ သူ့ရဲ့နှဆိုင်တဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့စက်မှုဆိုင်ရာအားနည်းချက်တွေကိုမဖုံးကွယ်နိုင်ပါဘူးလို့ပဲဆိုကြင်ပါတယ်ခင်ဗျာအထူးသဖြင့်နိုင်ငံခြားကအရေးသွင်းနေလက်နက်တွေအပေါ်မိခိုနေရခြင်းဟာသူတို့ရဲ့စစ်ပွဲဟာခိုင်မာတဲ့အခြေခံပေါ်မှာမဟုတ်ပဲမရေရတဲ့အခြေအနေမှာရှိနေတယ်ဆိုတာကိုတက်တည်ပြနေပါတယ်ပြောရရင်သူတို့ရဲ့အပေါ်ယံကြန့်ခိုင်မှုကအချိန်မရွေးကျိုးပြတ်သွားနိုင်ပါတယ်ကြည့်ရတာကျမတို့နေဦးကြမှာဒီကိစ္စနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲနေတဲ့အချက်တွေအများကြီးရှိနေတော့ပါပဲရှင်ဟုတ်ပါတယ်ခင်ဗျဒီချက်တွေကြောင့်ပဲ ဒီစစ်ပွဲရဲ့အလားအလာကိုခံမန်းရဒီလောက်ခက်ခဲနေတာပေါ့ဒီလိုရှုပ်ထွေးတဲ့ကိစ္စရဲ့တခုမှာရှုထုံပေါင်းစုံကနေစဉ်စားသုံးသပ်ခြင်းဟာဘလို့အရေးကြီးတယ်ဆိုတာကိုဒီဆွေးနွေးမှုကနေမြင်နိုင်မယ်လို့မျှော်လင့်ပါတယ်ပရိသတ်အနေနဲ့လည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပုံမလေးလာစူးစမ်းစရာတွေအများကြီးကြန့်ရှိနေပါသေးတယ်ခင်ဗျာ